ဆင်ပွားဈေးကွက်ရှာဖွေဖြန့်ချေလုပ်ငန်းလို့ခေါ်တဲ့ multi level marketing လုပ်ငန်းတွေကိုအစိုးရကစနစ်တကျထိန်းချုပ်သင့်တယ်လို့ American စားသုံးသူအကွာအကွယ်ပေးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကပြောဆိုလိုက်ပါတယ်။ပြည်ဖြိုးကြော်ပေးပို့ထားပါတယ်ခင်ဗျာ။ဆင်ပွားဈေးကွက်ရှာဖွေဖြန့်ချေလုပ်ငန်းလို့ခေါ်တဲ့ multi level marketing လုပ်ငန်းတွေကိုအစိုးရဘက်ကစီမင်းစနစ်တကျနဲ့ထိန်းချုပ်သင့်တယ်လို့ American စားသုံးသူအကွာအကွယ်ပေးရေးဆိုင်ရာကျွမ်းကျင်ပညာရှင် Miss Rebecca ကပြောပါတယ်။ ဒါအပြင်မြန်မာလူမှုအနေနဲ့ကိုယ်ဝယ်ယူတဲ့ကုန်စည်နဲ့ပတ်သက်တဲ့အယောင်းဆိုင်ဌာနကုမ္ပဏီစီကိုကုန်စည်ရဲ့အကြောင်းအရာတွေပြန်လည်ဝေဖန်ဖို့အမြဲသတိထားလှုပ်ဆောင်တဲ့လို့ရန်ကုန်မြို့မြန်မာပလာဇာမှာအော်တိုဘာလ6ရက်နေ့က Internews မြန်မာကပြုလုပ်တဲ့စာတုံးခွင့်ရေးဆိုင်ရာဆွေးနွေးပွဲမှာပြောဆိုလိုက်တာပါ And while there is the ability အမေရိကန်နိုင်ငံမှာဆင့်ပွားဈေးကွက်ရှာလုပ်ငန်းတွေကိုကုန်စည်ရောင်းချဖို့အတွက်ပဲခွင့်ပြုပေးမယ်။အရင်းနှီးအကျိုးမြတ်ရမယ့်မလုံးပေးစည်းရုံးမှုပုံစံကိုလုံးဝခွင့်မပြုပါဘူး။အစိုးရဘက်ကလည်းအဲ့လိုလုပ်ငန်းတွေအတွက်တင်းကျပ်တဲ့စည်းကမ်းတွေတိတိကျကျထုတ်ပြန်ပေးထားပါတယ်။ဒီရင်းမှာမီဒီယာတွေကြောင့်စားသုံးသူအခွင့်အရေးကိုလူမှုကြားမှာကြဲကြဲပြက်ပြက်သတင်းတွေဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့လည်းအခုချိန်ထိစားသုံးသူရေးရအကာအကွယ်ပေးရေးစားသောမဂဇင်းတွေပေါ်ပေါက်လာဖို့လိုအပ်ချက်တွေရှိတယ်လို့ပညာရှင်တွေကထောက်ပြပါတယ်။ဒီစားသုံးသူခွင့်ရေးနဲ့စားသုံးသူအကာအကွယ်ပေးရေးအကြောင်းအရာကအင်တာနက်ဆိုင်ပါတယ်။အဲ့တော့ဥမာဒီအကြောင်းအရာကတကယ်တော့တပြည်လုံးနဲ့လည်းသက်ဆိုင်နေပါတယ်။ ဥမာစားတောက်ကိစ္စလိုမျိုးဈေးဝါကိစ္စလိုမျိုးစသဖြင့်နောက်ဈေးနှုန်းကိစ္စလိုမျိုးအစပေါ့နော်ကျွန်တော်ဖြန့်ကြည့်ရေးဟလာအခုနောက်ဆုံးဆိုဒီ MLM လိုဟလာနောက်ဆုံးခေတ်စားနေတဲ့အကြောင်းအရာလိုမျိုးကစားသုံးသူအခွင့်အရေးစားသုံးသူအကောက်ွယ်ပေးနေတဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီသတင်းမီဒီယာတွေဘက်ကနေဒီတက်မကပို့ပြီးတော့ပေါ့နော်ခြေသားဆောင်ရွက်နိုင်မယ်ဆိုရင်မျှော်လင့်ချက်နဲ့ကျွန်တော်ဒီလိုမျိုးဆောင်ရွက်ပေးတာဖြစ်ပါတယ်မာတီလေဗယ်မားကတ်တင်းလုပ်ငန်းတွေကိုစနစ်ကျထိန်းချုပ်ဖို့အတွက်အစိုးရဘက်ကစီမံမှုတွေအပြင် မီဒီယာဘိုင်းကလည်းလူမှုကိုအသိပညာပေးတဲ့သတင်းတွေထုတ်ပြန်ဖို့လည်းလိုအပ်နေတယ်လို့ဆိုပါတယ်။စားသုံးသူတွေနဲ့ပတ်သက်ပြီးတော့ဟိုထိခိုက်မှုရှိတဲ့လုပ်ငန်းတွေကိုဟို FDA တို့လိုပြည်ထောင်စုဌာနဟိုရဲတပ်ဖွဲ့ဝင်တွေလို့ပြောပါတော့သူတို့အာဏာပိုင်ဖွဲ့စည်းတွေကနေပြီးတော့ဘလို့ဥဟိုဥပဒေနဲ့အတိုင်းဘလို့မျိုးအရေးယူဆောင်ရတဲ့ဆိုတဲ့သတင်းတွေကိုအမတို့ကများများဖော်ပြပေးသွားမှာပေါ့နော်။ဒီရင်းမှာမာတီလဲဘယ်မှာကက်တင်လုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်နေတဲ့အပြင်မက်လုံးပေးအရင်းနှီးလုပ်ငန်းပုံစံစီယုံမှုတွေရှိနေပါတယ် အဲ့ဒီလုပ်ငန်းတွေရဲ့အကြောင်းကိုတိတိကျကျအသိပညာပေးဖို့အစိုးရဘက်မှလိုအပ်နေတယ်လို့စီးပွားရေးပညာရှင်တွေကထောက်ပြဝေဖန်ထားပါတယ်ကျွန်တော်ကတော့ပြဖြူကြော်ပါ